ဟယ်လိုအားလုံးပဲမင်္ဂလာပါ။ United Show ကနေကြိုဆိုပါတယ်။ဆိုတော့ကျွန်တော်တို့ပေါ်တူဂီကအာမေးနီးယားကို9-2တိုင်းနဲ့ပွဲအပြီးမှာကျွန်တော်မန်ချက်စတာရင်းတင်ပြိုင်သက်တည်းရဲ့ဂျာမာတော့ကွန်းလင်းကစားမဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်နဲ့ပတ်သက်လို့အမ်မိုရင်းရဲ့အတုံးပြပုံတွေကိုထပ်ပြီးတော့မေကွန်းထုတ်ဆရာဖြစ်လာတယ်ပေါ့လေ။ဆိုတော့ညီကလို့ရောဘယ်လိုမြင်ကြလဲကျွန်တော်တို့လက်ရှိမှာပေါ့နော်အမ်မိုရင်းရဲ့လက်အောက်မှာ ဖာနနက်စီကနေပြီးတော့ကျွန်တော်တို့ကအကောင်းဆုံး performance တွေမြင်နေကြရတယ်လို့ညီကလို့ထင်ရလားဒါမှမဟုတ်ဖာနနက်စ်ကိုသူ့နေရာသူနံပါတ်10ရူတွေပါတီထားကစားမယ်ဆိုရင်ဒီထက်ပိုကောင်းတဲ့ဖာနနက်စ်ကိုမြင်ရလိမ့်မယ်လို့ညီကလို့ထင်ရလားအဲဆွေးနွေးကြပါဦးဆိုတော့ပေါ်တူဂီကအာမေးနီးယားကိုနိုင်တဲ့ပွဲမှာဒီဖာနနက်စ်ရဲ့ performance ကအထူးတလည်ပြောစရာဖြစ်ခဲ့တာပေါ့နော်သူတို့ပြင်းတော့ဒါ hat trick ရခဲ့တဲ့အပြင် twin goal 3 goal တွေမဟုတ်ဘဲနဲ့ကစားသမားရဲ့ overall performance ကိုကတအားကောင်းခဲ့တဲ့နေရာမှာပါတယ်ပေါ့ဒါအပြင်သူဟာပြိုင်ဘက်ရဲ့ဒင်းဒီအန်ဒီခန်စစ်စုံနေကြားထဲမှာ operate လုပ်ခဲ့တဲ့ကစားမတယောက်ဖြစ်တယ်သူနောက်မှာဗီတင်ညာနဲ့ဂျောင်နီဘက်စတူလိုကစားမတွေရှိနေပြီးတော့သူဟာတိုက်စစ်ကိုဘယ်လိုပြောမလဲလုံးဝအမှန်ကန်လိုက်ပြီးတော့ကစားခွင့်ရတယ်ပေါ့နော်ဒါအပြင်ဗီတင်ညာတို့ပါတို့ကိုသူတို့ဒါအနာပေးလိုက်တဲ့အချိန်ဒီမျိုးမှာသူနောက်ကိုသွားပြီးတော့အာစင်းကူတာမျိုးတွေကျွန်တော်ရှိတယ်ပြီးရင်အဲ့ဒီကနေတစင်း ဟိုလောင်းဘောတွေနဲ့ distribute လုပ်ခဲ့တာမျိုးတွေလည်းကျွန်တော်ရှိတယ်ပေါ့အခွင့်အရေးဖန်တီးမှုတွေ link up play နေဖာနန်ဒက်စီကအများကြီးမြင်ရတယ်အဲ့တော့ဖာနန်ဒက်စ်ကဒီအဲ့လို performance မျိုးကပ်ပြခဲ့တဲ့အခါကျွန်တော်ကိုရီပြိသက်ကြီးကြားထဲမှာအမ်မိုနီနဲ့ပတ်သက်လို့ကြားလေးဒေါ်လာထွက်လေးဖြစ်ရတယ်ပေါ့နော်အကြောင်မြန်အမိုနီနဲ့ဖာနန်ဒက်စ်ကိုနံပါတ်10ရူမှာထားမသုံးရလဲအခုဆိုရှက်ကိုအင်ဂျူရီပြဿနာကြုံသွားပြီဆိုတော့တရင်ကောင်းတော့မဟုတ်ဘူးပေါ့နော်တိုးတော်လည်းပဲဖာနန်ဒက်စ်ကိုမြန်နံပါတ်10ရူကိုပို့ဖို့အတွက်အချိန်ကောင်းဖြစ်ပြီလားဆိုပြီးတော့ အာမြင်ကြတဲ့သူတွေလည်းရှိတယ်ပေါ့လေဆိုတော့အမှန်တမ်းအာမေးနီးယားကိုနိုင်တာကဗျာအဲ့လောက်ကြည့်တော့ပြောစရာမဟုတ်ခဲ့ဘူးဘာလို့လဲဆိုတော့အာမေးနီးယားဒီ finalist ပါတီဖြစ်စီမပါတီဖြစ်စီဘယ်သူပါတီဖြစ်စီမပါတီဖြစ်စီပေါ်တူဂီလိုအသင်းမျိုးအတွက်ကအာမေးနီးယားကိုနိုင်တယ်ဆိုတာမျိုးကသိတယ်မလားကစားမတဲတုံတယောက်မပါလို့ဆိုပြီးတော့ဖြစ်ရမယ့်အရာမျိုးမဟုတ်ဘူးဗျာသိတယ်မလားဘယ်သူပါပါမပါပါအဲ့လိုပွဲမျိုးကနိုင်မှာပဲနိုင်လဲနိုင်တင်တယ်ပေါ့နော်ဒါပေမဲ့လို့ performance ကိုကထူးထူးခြားခြားဖြစ်ခဲ့တာဆိုတော့ Sheshko injury ပြဿနာကြုံသွားပြီဆိုတော့နီးပြရူဘင် Amorin အနေနဲ့ပေါ့နော် ဖာနန်ဒက်စ်ကိုတိုက်စစ်ကိုကျွန်တော်အနေနဲ့ပို့တာမျိုးတွေကျွန်တော်လုံးသိနေပြီ။ဘာလို့လဲဆိုတော့ဖာနန်ဒက်စ်ကနံပါတ်10ရူကစားမှမို့လို့ပဲ။နော်ဆိုတော့ဖာနန်ဒက်စ်အနေနဲ့နိုင်ငံသားနီးပြတယောက်ကသူ့ရဲ့အကောင်ဆုံးရည်ချင်းကိုအသုံးချနိုင်နေပြီးတော့သူ့လူမျိုးနီးပြဖြစ်တဲ့အမိုရင်ကိုတိုင်ကသူ့ရဲ့အကောင်ဆုံးနေရာမဟုတ်တဲ့နေရာတွေကိုတုံရင်းနဲ့လူပြောသူပြောခံရတယ်လို့တမင်ဆက်ရပလို့တယ်လို့ဖြစ်နေတယ်။တော်တော်လေးတိုင်ပတ်ဆရာပါ။ဆိုတော့ဒီနေရာမှာအမိုရင်ဘာကြောင့်ဘလူလူကိုအဲ့ဒီနေရာကိုတုံတယ်လဲ။ ကျွန်တော်တကယ်ရောကျွန်တော်ရှိကိုတုံးသိရင်လားပေါ့ဒါနဲ့ပတ်သက်လို့နည်းနည်းဆွေးနွေးကြည့်အောင်ကျွန်တော် Finance 2ပေါ့နော် Finance ကိုဘာကြောင့်ကွင်းလင်းမှာတုံးရတယ်လဲဘာကြောင့် menu ကိုမတုံးတယ်လဲပါညာနဲ့ပတ်သက်လို့ကျွန်တော်အမြဲတမ်းပြောလို့ရှိရတယ်ထပ်ပြောရရင် Finance ကို MOD တုံးရတဲ့အကြောင်းရင်းတွေကတစ်ခုကကွင်းလင်းမှာ stable ဖြစ်ဖြစ်ခြေစွမ်းပြနိုင်မဲ့ကစားသမားမျိုးမရှိလို့ပဲနောက်တစ်ခုကသူကကွင်းလေကနေပြီးတော့လောင်းဘောတွေပြီးတာမျိုးကိုလိုချင်တာ ဝင်းလေကစားမကြီးဘောလုံးရောက်လာပြီဆိုတာနဲ့ပေါ့နော်ဝမ်တက်ပတ်စ်တင်တဲ့အုံးဆိုပြီးတော့သိတယ်မလားတကယ်တကယ်တောင်မန်ဒီကိုဖြန့်တာမျိုးတွေနဲရိုနေဗတန်မှာပြီးသွားတဲ့ကစားမတွေကိုတိုက်ရိုက်ပေးတာမျိုးတွေဆိုတော့ဘရူနိုဖာနန်ဒက်စ်ရဲ့ chance creating passing ability ကို तू ကအတုံးချကျင်တာဒါပေမဲ့အဲ့ဒါကို तू က deep zone ကနေပြီးတော့ तू လှုပ်ချင်တာအဲ့တော့ဝင်းလေမှာကဲဆမီရိုရိုစီကနေပြီးတော့အဲ့လိုမျိုးအလုံးတွေကျွန်တော်တွေ့ရမယ်ဒါပေမဲ့ဖာနန်ဒက်စ်လောက်ထိကောင်းတဲ့ performance တော့မဟုတ်ဘူးဘာလို့လဲဆိုတော့ကက်စမီရိုဒီ defensive midfielder ဖြစ်တဲ့ ဖာနယ်လက်စီ creative midfielder ဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ပေါ့နော်တခြားကွင်းလယ်ကစားမကိုကျွန်တော် menu ရှိမယ်ပြဿနာက menu က show pass လေးတွေနဲ့ပေါ့နော်ဟိုကွင်းလယ်ရဲ့တံပူကိုထိန်းတဲ့ player မျိုးဖာနယ်လက်စ်လို long pass တွေ one touch pass တွေနဲ့ကိုယ့်ရဲ့အခွင့်အရေးတွေကိုဘာမှမဟုတ်တဲ့အခြေအနေတခုကနေအခွင့်အရေးကြီးတခုဖြစ်အောင်ဖန်တီးနိုင်တဲ့ player မျိုးမဟုတ်ဘူးဥကာလေးတွေလည်းထုံနီးလကောက်အောင်မယ်မီဆန်ပေါင်းကြတော့လေ creative midfielder ဖြစ်ပေမဲ့လေလို့ Fernandez တို့မျိုးကွင်းလေ deep zone နေဆင်းပြီးတော့မကစားနိုင်ဘူးအဲ့ဒါကြောင့်သူက ဖာနန်ဒက်စ်ကိုနံပါတ်10ရူမှာမဟုတ်ဘဲနဲ့ဒီပဇုံကိုဆွဲချပြီးတော့သုံးနေရတာဆိုတော့နောက်တစ်ခုကပေါ့နော်နောက်တစ်ခုကကျွန်တော် menu ကိုထားလိုက်မယ်ဆိုလို့ရှင်အဲ့ဒီ long ball ability ကဆုံးရှုံးသွားမှာအဲ့ဒါကိုသူကမလိုချင်တဲ့သဘောမျိုးမှာရှိတယ်ဒါကြောင့်မလို့ဖာနန်ဒက်စ်ကိုသူကအဲဘယ်လိုပြောမလဲ defensive midfielder ရဲ့ဘေးမှာသုံးနေရတာသို့တော့ဖာနန်ဒက်စ်ကိုထားကစားလို့ရတယ်ဆိုရင်တော့ပဲကျွန်တော်ရှိတာသူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုကျွန်တော်မမြင်ရဘူးဆိုတော့ Shechko injury ပြဿနာကြုံနေတော့မှာဒါဟာဖာနန်ဒက်စ်ကိုနံပါတ်10ရူကိုပို့ဖို့အတွက်အခွင့်အရေးကောင်းမှာအမှုတွေအနေနဲ့ ဒါပေမဲ့လို့ပေါ့နော် MOD ဘက်ကတွီးမှာကနံပါတ်10ရူမှာ finalness နေရာကိုကစားနိုင်မယ်ကစားသမားတွေရှိတယ်။မီဆန်မောင်းရှိမယ်။လိုအပ်ရင် zigzi ရှိမယ်။အဲ့လိုမဟုတ်ဘဲနဲ့ zigzi ကိုတိုက်စစ်ထားပြီးတော့ကုညာကိုကျွန်တော်တို့ဆက်ပြီးတော့တုံလို့ရသေးတယ်။ဒါပေမဲ့လို့ finalness ကိုကွင်းလင်ကနေတိုက်စစ်ကိုပို့လိုက်တဲ့အခါအဲ့ဒီနေရာကိုဘယ်သူကစားမလဲ။ finalness ကလိုမျိုးအည်သွေးတွေဘယ်သူရအောင်လှုပ်ပြပေးနိုင်မလဲ။ကျွန်တော်ကြည့်လိုက်ရင်ဘယ်သူမှမရှိဘူး။ ဘယ်သူမှမရှိဘူးဆိုတော့ finance ကို amorin ရဲ့စိတ်ကြိုက်အရာရှေ့ကိုပို့စရာအကြောင်းကမရှိဘူးဖြစ်နေတယ်အဲဒါပေမဲ့လည်းလို့ကျွန်တော်ပြောတော့ finance ရဲ့အကောင်းဆုံး quality တွေကိုကျွန်တော်မြင်ကျင်နေဆိုရင် finance ကို number 10 row ကိုပို့မှကျွန်တော်ဖြစ်မှာပြီးခဲ့တဲ့ရာသီ manchester united နဲ့စုပ်ပြတ်တက်နေတာပဲဒါပေမဲ့လည်းလို့ finance ဒီ nero number 10နေရာမှာ garnacho finance နော်ကျွန်တော်တို့ rasma highland ဆိုပြီးတော့ကစားတဲ့နေရာမှာ finance ကြီးကနေပြီးတော့ twin goal တွေဖန်တီးမှုတွေအများကြီးကျွန်တော်တွေ့ရတယ်အဲ့တော့ ကွင်းလေကစားမဖြစ်တဲ့ဘရူနိုဖာနက်စ်ကိုရှက်စ်ကူမပါနိုင်တော့မှာကျွန်တော်နေတဲ့နံပါတ်2ကိုထားပြီးတော့ကုညာကိုတိုက်စစ်မှုထားတာမျိုးတွေကျွန်တော်မြင်ရဖို့လိုတယ်ဒါမှဖာနက်စ်ရဲ့ဖန်တီးမှုတွေကမတီးစ်ကုညာတို့အတွက်အကျိုးတွေဖြစ်လာမယ်ဟိုဘရိုင်ယန်အမ်ဘူမူတို့ရဲ့ benefit တွေကျွန်တော်ဖြစ်လာမယ်ပြီးရင်ကျွန်တော်လက်ရှိမှာဆိုလို့ရင်ကုညာဆိုလို့ရင်ဂိုးတွေပါတယ်အများကြီးမရဘူး အဲ့တော့ကုညာကိုကျွန်တော်အနေနဲ့ပေါ့နော် twin ကိုဒီအများကြီးနဲ့ twin ကိုတချို့နဲ့မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်တခုတော့ရှိတာပေါ့လေကုညာနဲ့ Fernandez ကနှစ်ယောက်စလုံးက position 2တဲ့သူတွေဆိုတဲ့အခါကျတော့ Matthias ကုညာက tight sit တယောက်လို့ပြုတ်မှုနေမှာတော့ကျွန်တော်ရမှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကတော့ဟို Fernandez ရဲ့အကောင်းဆုံးခြေစွမ်းဒီ number 10 row ကိုထားလေသူ့ရဲ့ Andy ရဲ့အများဆုံး Fernandez ကိုမြင်ရလိမ့်မယ်ဒါကို MOD နေနဲ့သဘောပေါက်ဖို့လိုတယ်ပြည်တနာကသူ့နေရာကိုကွင်းလယ်မှာသူ့လိုကစားနိုင်မဲ့သူမရှိတော့ကျွန်တော်ကတော့ပေါ့နော် Fernandez ကို နံပါတ်10ရူကိုထားသုံးတာမျိုးတွေ Amodin C ကနေမြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ Finalist ကိုအစဉ်ပြေုံလောက်တော့သုံးလို့ရမယ်အကောင်းဆုံးခြေသွင်းပြလာတယ်တော့မြင်ရမှာမဟုတ်ဘူးဆိုတဲ့သဘောပဲဂျီဂရိုနေနေရော Ruben Amodin နေနဲ့ Finalist ကိုနံပါတ်10ရူကိုပြောင်းသုံးသင့်တယ်လို့ထင်ကြလားအဲ့လိုပြောင်းသုံးမယ်ဆိုလို့ရှင်ရော Bexama ကိုကျွန်တော်ကွင်းလယ်မှာကျွန်တော်သုံးသင့်တယ်မေဆန်မောင်းကိုဆွဲချသင့်သလားဒါမျိုးကိုပီမင်းနူးနဲ့ဆက်သွားလို့ရလား မင်းနူးနဲ့သွားမယ်ဆိုရင်ရောဖာနယ်လက်စီကလိုမျိုးရည်သွေးတွေကျွန်တော်တို့ပေါ့နော်အမ်မိုဒီနီနဲ့ရနိုင်မယ်လို့ညီကလို့ထင်ကြလားဆွေးနွေးကြပါဦးကြည့်ရှုပါပေးတဲ့ညီကများလုံးကိုကျေးဇူးများကြီးတင်ပါတယ်